ောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေရင်ဆိုင်နေရတဲ့ဗီဇာတက်တန်းတို့ကိစ္စကြန့်ကြာနေတာတွေပြင်လောက်ခလာစာနဲ့အလုံသမားအခွင့်အရေးတွေကိုအမြန်ဆောင်ရွက်ပေးဖို့အပါဝင်အလုံသမားအခွင့်အရေးတွေစုပေါင်းတောင်းဆိုခဲ့ကြပါတယ်ဇွဲသစ်တင်ပေးဖို့ထားပါတယ်ရှင်ထိုင်းနိုင်ငံမှာတရားဝင်အလုပ်လုပ်ကံကွင်းအတွက်အရေးကြီးတဲ့အလုပ်သမားဗီဇာတက်တန်းတိုးပေးကိစ္စကြန့်ကြာနေတာနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံဘန်ကောက်မြို့မှာထိုင်းအလုပ်သမားတွေနဲ့မြန်မာရွှေ့ပြောင်းလုပ်သားတွေစုပေါင်းပြီ ဘန်ကောက်မြို့လက်မရီထက်ချီတက်ကရသမားခွင့်ရီတောင်းဆိုခဲ့ကြပါတယ်။ဒီတောင်းဆိုမှုကိုတော့2025မေလ1ရက်နေ့ကမ္ဘာ့ရသမားနေကပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။အဓိကတောင်းဆိုချက်အနေနဲ့ဗီဇာတက်တန်းတိုးကိစ္စတွေကို ထိုင်းအစိုးရအနေနဲ့အမြန်ဆုံးဆောင်ရွက်ပေးဖို့တောင်းဆိုခဲ့ကြတာပါ။ဒီကကကျွန်တော်မြန်မာလူသမားတွေရဲ့အရေးကျွန်တော်လူကိုယ်တိုင်လည်းမြန်မာလူသမားဆိုတော့ကျွန်တော်လူကိုယ်တိုင်အခန့်အတန်းနေရတာဒီတက်တန်းတိုးတဲ့ကိစ္စကိုအခုဆိုရင် ကျွန်တော်နေလေတခုတည်းတင်ရုံလေးနဲ့ပြီးနေတယ်ပြီးတော့ထိုင်းရဲ့ဟိုကဖြေသောကာလကလည်းအောက်ကုန်းလ73ရက်နေ့ထိပဲပေးထားတယ်ဆိုတဲ့အခါကျွန်တော်အခုက9လပိုင်း2ရက်ရောက်ပြီအခုချိန်ထိပါအလုပ်ပါလုပ်ငန်းစဉ်အဆင်မမလုပ်ရသေးဘူးမလုပ်ရသေးတဲ့အခါကျတော့ဒါကိုမြန်မာခွက်ခွာရနိုင်ငံကမပါပဲနဲ့ထိုက်တဲ့နိုင်ငံတွေကဆိုင်ရောက်နိုင်ငံတခုတည်းပဲဒီဟာတက်တန်တိုးပေးဖို့ဆိုတဲ့ဟာကိုကျွန်တော်တို့ကအဓိကတောင်းဆိုအဲ့ဒါလည်းကျွန်တော်တို့ရှေ့ကောင်းလို့ဒီမှာအကုန်လုံးရဲ့လိုအပ်ချက်ပေါ့ လက်ရှိမှာဗီဇာတက်တန်းတော်ရေးကိစ္စကြံ့ကြာနေတာကြောင့်ရွှေပြောင်းလို့သမားတွေအနေနဲ့နေထိုင်ခွင့်သာရထားပြီးထိုင်းဥပဒေအရလောက်ရမဲ့ရုံးလှုပ်ထုံလုံးကြီးတွေကိုတော့လှုပ်ဆောင်လို့မရကြပါဘူးဆန္ဒပြပွဲအတွင်းမှာတော့မက်ရှလာ28ရက်ကဘန်ကောက်မှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်တည်ဆုံခဲ့ရတဲ့လူသမားတွေအတွက်ထိုက်တဲ့နဲ့နေနာခြင်းနဲ့ထိုင်းအစိုးရအနေနဲ့အလုပ်လက်မဲ့ဖြစ်သွားတဲ့လူသားတွေကိုကူညီထောက်ပံ့ပေးဖို့အချက်တွေလည်းတောင်းဆိုခဲ့ပါတယ် ဒါအပြင်ပြည်ပဆိုင်ရာလူသမားဖွဲ့အားရလိုရဲ့ပြဋ္ဌာန်းချက်အမှတ်89 68အရစူပောင်းတောင်းဆိုခွင့်နဲ့လွတ်လပ်စွာတင်ပင်ဖွဲ့စည်းခဲ့တဲ့ကိုလည်းရွှေပြောင်းလူသမားတွေကတောင်းဆိုခဲ့ကြပါတယ်။အခုဆိုရင်ထိုင်းနိုင်ငံမှာပတ်၄ရာထီကိုအလုလိုဝါကဆန်တို့နေတက်မှတ်လာရင်လည်းခွဲခြားပေးနေတာမဲဆောက်လူနေရမျိုးတွေမှာတနည်း250လောက်ပဲပြန်ပြကြီးညနေတာတွေကပြောမဆိုရင်ထိုင်းနိုင်ငံတဝန်း KIDD 89ခုမှာအလုသမားအခွင့်အရေးလူခွင့်အရေးအထူးကြကြ တိုးတက်ပြောင်းလဲလာမှုမရှိတဲ့ပြင်မှာအုပ်ချုပ်သူတွေပေါ်မူတည်ပြီးတော့တဖြည်းဖြည်းနဲ့ရုပ်ရော်နှိပ်ပါလာတယ်လို့တော့ပြောလို့ရတယ်။ထိုင်းမြောက်ပိုင်းချင်းမိုင်မြို့မှာလည်းရွှေပြောင်းလို့သမားတွေကထိုင်းအစိုးရအစီအစဉ်နဲ့ဗီဇာဝဘာမဲ့တက်တန်းတိုးကိစ္စတွေအ мян အကောင့်ထဲပေါ်ပြဖို့အပါအဝင်ရွှေပြောင်းလို့သမားတွေရဲ့ဒန်းတူညီများအခွင့်အရေးနဲ့လောက်ခလာစာပြေဝါရရှိရေးစတဲ့အချက်တွေကိုပါတောင်းဆိုခဲ့ကြပါဗျာ။ ထိုင်းနိုင်ငံကခရိုင်89ခုမှာအလုပ်လုပ်ကိုင်နေကြတဲ့မြန်မာရွှေပြောင်းလူသမား6တန်းကနေ9တန်းကြားရှိတယ်လို့ထိုင်းရမြန်မာလူသမားရေလှုပ်ဆောင်သူတွေကခံမှန်းထားကြပါဗျ။ကျွန်တော်ဇွဲသစ်ပါ။